ဲ့တော့မနေ့ဖြန်ညမှာ iOS 26ထွက်ဖို့ရှိပါတယ် iOS 26အပြင် iPadOS 26 macOS 26 watchOS 26 visionOS 26 tvOS 2060ထွက်မှာဖြစ်ပါတယ်အဲ့တော့ဘာလို့26လို့ခေါ်လဲ iOS 18ကနေ19ဖြစ်မှာမဟုတ်ဘူးလားဆိုပြီးမေးတဲ့လူတွေအတွက်ကြောင့်တခါလေးနည်းနည်းလေးထပ်ပြီးတော့ရှင်းပြပေးခြင်းပါတယ် Apple က OS တွေအကုန်လုံးကိုနံပါတ်တူတူဖြစ်စေခြင်းလို့ဒါ uniformity ဖြစ်စေခြင်းလို့ဖြစ်ပါတယ်။ဘာဖြစ်လို့ဆိုတော့အခုဆိုလို့ရှိရင်ပြောက်တော့ဖြစ်နေပါတယ်။ iOS က 18, watchOS က 11, macOS က12အဲ့လိုမျိုးတွေဖြစ်နေတဲ့ကြောင့်မလို့ Apple ကတပြေးညီတည်းလုပ်ပေးတာဖြစ်ပါတယ်။26ကဲ26ကိုယူတာဖြစ်ပါတယ်။26ကိုယူတာဖြစ်ပါတယ်။ဘာဖြစ်လို့ဆိုတော့ကားတွေထုတ်တယ်လို့ပဲဒီနှစ်ကုန်ပိုင်းမှာ2026 models တွေကို2025နှစ်ကုန်ပိုင်းမှာရောင်းနေ2026ကြာလို့ရှိရင်အဲ့ဒီ car models တွေကဆက်ပြီးရောင်းနေတယ်။အဲ့ဒီအတိုင်းပဲ အော် January 1ရက်2026ရောက်သွားပြီဆိုလို့ရှိရင်တကယ်လို့ Apple ကလာ iOS 25လို့ခေါ်လိုက်ပြီဆိုလို့ရှိရင်ဒါ date ရောက်သူမျိုးခံစားမှာဖြစ်သွားပါလိမ့်မယ်။အဲဒါကြောင့်မလို့26လို့ခေါ်တာကအကောင်းဆုံးလို့ Thomas ကတော့မြင်ပါတယ်။ကဲ26 26ဆက်စားပြီးသွားပြီဆိုတော့ iOS 26နဲ့ပတ်သက်ပြီးတော့ဘာတွေထူးခြားမလဲပေါ့နော်။နောက်ဆုံးသိရတဲ့ leaks and rumors တွေပေါ်မူတည်ပြီးတော့ပြောလိုက်ကြရအောင်။ဒီ WWDC ကအရင်ရေးကြည့်ပါတယ်။ဘာဖြစ်လဲဆိုတော့ OS တွေအကုန်လုံးရဲ့ design ကိုပြောင်းမှာဖြစ်ပါတယ်။ OS ရဲ့ design ကိုမပြောင်းတာဟာ iOS 7ကနောက်ဆုံးပြောင်းသွားတဲ့ design ဖြစ်ပါတယ်အဲ့တော့ iOS 7နဲ့ကကြီးကြီးမားမားအကြီးမားဆုံးပြောင်းလဲခဲ့တယ် iOS တမိုင်းမှာပေါ့နော်အခုပထမဦးဆုံးအနေနဲ့ iOS 26မှာဒါ7နှစ်လောက်ကြာပြီးတဲ့အချိန်မှာပထမဦးဆုံးပြောင်းလဲမှာဖြစ်ပါတယ်အဲ့တော့ဒီ OS ကပုံစံက Vision OS နဲ့စင်တူမှာဖြစ်ပါတယ်အဲ့တော့ Glass ပုံစံပေါ့နော်ဖန်သားပြင် ပုံစံဖြစ်ပါတယ် Frosted Glass design ဖြစ်ပါတယ် a vision OS သုံးပြုရလို့ဆိုလို့ရှိရင်သိမှာဖြစ်ပါတယ်မသိဘူးဆိုလို့ရှိရင်လည်းအခုပုံမှာပြထားတဲ့အတိုင်းပဲပြီးတော့ Apple ရဲ့ event invite မှာလည်းဒီလိုပုံစံလေးဖန်ထားပြင်ပုံစံဒီဇိုင်းတွေ 3D ပုံစံလေးတွေ frosted glass ဒီဇိုင်းပုံစံလေးတွေကလုံနေတာကိုတွေ့ရမှာဖြစ်ပါတယ်အဲ့တော့အာဒီဇိုင်းမိုင်းနဲ့ပတ်သက်ပြီးတော့အဲ့လိုမျိုးလေးရှိမယ်တစ်ခုလုံး UI ရှိသမျှအရာတွေအကုန်လုံးပြောင်းမှာဖြစ်ပါတယ်အဲ့တော့အဲ့ဒီဟာကိုတော့ Apple ကထုတ်ပြရတဲ့ဟင်ကြလို့ရှိလို့ရှင်တော့စိတ်ဝင်ဒီဇိုင်းနဲ့ ရင်ခုန်ပြီးတော့ကြည့်ကြရမှာဖြစ်ပါတယ်အဲ့တော့ message app နဲ့ပတ်သက်ပြီးတော့ပြောရမယ်ဆိုလို့ရှင် message app မှာ background တွေ change လုပ်ရမယ်ပြီးလို့ရှင်ဟိုကိုယ်နဲ့ဘာသာစကားမတူတဲ့လူနဲ့စကားပြောမယ်ဆိုလို့ရှင်အဲ့ဒီ message တွေက automatically translate လာမှာဖြစ်ပါတယ်ကိုကဥပမာအာတရုတ်ကြတာပါစကားတက်တဲ့လူเนี่ยပြောမယ်ဆိုလို့ရှင်ကိုကအင်္ဂလိပ်ရှင်းလောက်နေမယ်ဆိုလို့ရှင် तू က automatically translate तू ကတရုတ် ဖာသာစကန်နဲ့သူရှိမှပေါ်လာမှာဖြစ်ပါတယ်။သူကတကယ်လို့ရိုက်မယ်ဆိုလို့ရှိရင်ကိုရှိမှအင်္ဂလိပ်လို့ပေါ်နေမှာဖြစ်ပါတယ်။ဒါမျိုးတွေပေါ့နော်။အာပြီးလို့ရှိရင် message ရဲ့ background တွေကို change လုပ်လို့ရမယ်။အာပြီးလို့ရှိရင်အထက်မှာတုံးခုလေးရတစ်ခုရေးဆိုတဲ့ပုံစံ post လေးတွေလုပ်လို့ရမယ်။ဒါမျိုးလေးတွေအာလာမှာဖြစ်ပါတယ်။ပြီးတော့ call app နဲ့ပတ်သက်ပြီးဆိုလို့ရှိရင်လည်း phone app နဲ့ပတ်သက်ပြီးလို့ရှိလို့ရှိရင်လည်း design ပိုင်းပြောင်းလဲမှုကြီးကြီးမားမားတွေဖြစ်မှာဖြစ်ပါတယ်။အာဒီ call log တွေ voice mail တွေတစုတစည်းတည်းမြင်ရတာမျိုးဒါကတော့ Apple design ပေါ့နော်သူတို့ပုံစံနဲ့လာမှာဖြစ်ပါတယ်။ဒါမျိုးလို့ရှိပါတယ်။ပြီးလို့ရှိရင် music နဲ့ပတ်သက်ပြီးပြောရမယ့် solution တွေကိုယ့်ရဲ့ music ကို album art ကိုဒါ lock screen မှာ wallpaper အစားထိုးပြီးတော့ပုံစံလေးပြောင်းလဲသွားတာမျိုးတွေရှိမှာဖြစ်ပါတယ်။အဲ့လိုတိ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 လေးလေးပေါင်းလိုက်ပြီးလို့ရှိလို့ရှိရင်တော့တော်တော်လေးကိုစိတ်ဝင်စားစရာ OS update ဖြစ်မှာဖြစ်ပါတယ် Safari နဲ့ပတ်သက်ပြီးတော့လည်းကြီးကြီးမားပြောင်းလဲမှုရှိမှာဖြစ်ပါတယ် Safari ကအောက်က chat bars တွေအကုန်လုံးက pill shape တွေဖြစ်ပြီးတော့ glass ပို့ပြီးတော့ဆန်လာပြီးတော့ဒါ design ပြောင်းလဲမှုကြီးကြီးမားမားတွေကို Safari မှာလည်းတွေ့ရမှာဖြစ်ပါတယ် Notes app မှာ solution လဲ markdown feature ဆိုရဲဒါ professional အဲတုံးတဲ့လူပြီးဆိုလို့ရှိရင်တိမှာပါအဲဒီ asterisk လေးတွေရိုက် ပြီးလို့ရှိလို့ရှိရင် bold လောက်တာတို့အဲဒါမျိုးလေးတွေကို markdown features လေး notes app မှာထည့်သွင်းပေးမှာဖြစ်ပါတယ်ပြီးတော့ carplay တုံးတဲ့လူတွေကားနဲ့ဒါ um apple iPhone နဲ့ CarPlay တုံးတဲ့လူတွေဆိုလို့ရှိရင်လည်း CarPlay မဲ့ UI ကလည်းဒီ iOS ပုံစံအတိုင်းပဲပို့ပြီးတော့ glass စင်စင်ပုံစံလေးနဲ့တွေ့ရမှာဖြစ်ပါတယ်ဒါကတော့ CarPlay သမားတွေအတွက်ပါပြီးလို့ရှိရင် iOS မှာရော iPadOS မှာရော um preview app လာမှာဖြစ်ပါတယ် preview app ကတော့ mac မှာပါနေပြီးသားဖြစ်ပါတယ် mac တုံးတဲ့လူတွေဆိုလို့ရှိရင်သိချာလေးတိမှာပါ preview app ကတော့ဒါ pdf တွေဘာညာကွက်ကွာတွေကို ပို့ပြီးတော့ဟို edit လုပ်နိုင်တယ် annotate လုပ်နိုင်တယ်အဲပို့ပြီးတော့အဲဘယ်လိုပြောရမလဲအာ control ပို့ပြီးရသွားပါเนาะ pdf တွေပါတယ် edit လုပ်ချင်တယ်ဆိုလို့ရှိရင်တခြား app တွေ download ဆွဲစရာမလိုတော့ဘဲနဲ့ဒီ preview app ကိုတုံးပြီးတော့ပဲဒီမှာ sign ထိုးတာဟိုအဲ PDF တွေမှာစာရိုက်တာတို့အဲ့အရာမျိုးတွေအကုန်လုံးလုပ်နေတော့မှာဖြစ်ပါတယ်။အဲ့တော့ shortcut app ကတော့တော်တော်လေးကို AI feature တွေရမယ်လို့ပြောပါတယ်။အမ်အဲ့တော့ဒီနှစ်မှာတော့ Apple က Apple Intelligence နဲ့ပတ်သက်ပြီးတော့တိတ်ပြီးတော့ကြီးကြီးမားမားပြောမှာမဟုတ်ဘူး။ဘာဖြစ်လဲဆိုတော့အရင်နှစ်က feature တွေတောင်မှပဲမရသေးတာ ਈ သူတို့သိတယ်။ပြီးတော့ဒီနှစ်မှာ Siri ကိုတိတ်ပြီးတော့ဘာမှတူတူကြာပြောသွားမှာမဟုတ်ဘူး။အဲ့အကြောင်းနဲ့ပတ်သက်ပြီးတော့သူတို့ mention လုပ်မှာမဟုတ်ဘူး။အာတိတ်ပြီးတော့ Siri နဲ့ပတ်သက်ပြီးဘာမှပြောမှာမဟုတ်ပါဘူး။ အာဒီနှစ်ကတော့အဲ့ဒီဟာလေးကြော်မယ်ပေါ့နော် ပြီးလို့ရှိရင် Apple Intelligence ကိုနည်းနည်းလေးပဲပြောပြီးတော့တို့အဓိကပြောချင်တာကတော့ဒီ UI နေပြောင်းပြီးတော့ software တွေအသစ်ဖြစ်တာဟောပဲတို့ focus လုပ်ချင်တာပါအဲ့ဒါမှလည်းတို့နည်းနည်းအရှက်ကွဲထားတာတွေကိုနည်းနည်းလေးပြန်ဖတ်ဆယ်လို့ရအောင်လို့ UD တုံးတဲ့လူတွေကို users တွေကိုနည်းနည်းလေးလမ်းကြောင်းလေးလွှဲလိုက်တာဖြစ်ပါတယ် Apple Intelligence နဲ့ပတ်သက်ပြီးနောက်တစ်ခုထူးခြားမှာကတော့ emoji နှစ်ခုကိုတစ်ခုတည်းပေါင်းလို့ရအောင်လုပ်ပေးမယ်လို့ပြောပါတယ်ဒါကတော့စိတ်ဝင်စားစရာပါအဲ့တော့ Apple Intelligence ကို တုံးပြီးတော့ emoji နှစ်ခုကို mix emoji လုပ်လို့ရမှာဖြစ်ပါတယ်အဲ့တော့အာကိုကကြောင်ပုံလေးနဲ့ခွေပုံလေးနဲ့ပြောင်းပေါင်းတာလားကြောင်ပုံလေးနဲ့အာဘာနဲ့ပေါင်းခြင်းလဲ smiley face နဲ့ဘာနဲ့ပေါင်းခြင်းလဲဒါတွေအကုန်လုံး mix and match လုပ်လို့ရမှာဖြစ်ပါတယ်ဒါတော့တော်တော်လေးကို fun ဖြစ်မဲ့ idea လို့ထင်ပါတယ်အာပြလို့ရှိရင် camera app ကိုလည်းတေးတေးချာပြောင်းလဲမယ်လို့သိရပါတယ် camera app ရဲ့ UI design ကိုပေါ့နော်ပို့ပြီးတော့ရှင်းရှင်းလင်းလင်းနဲ့ကြည့်လို့ရအောင်တုံးလို့ရအောင်လို့ပြောပါတယ် ဒီ iOS upgrade ဒီအကုန်လုံးရဲ့ဒီနှစ်အရေးအကြီးဆုံးကတော့တဲ့သူတို့ရဲ့ဒီ goal ကတော့အတုံးပို့ပြီးတော့လွယ်လာအောင်လုပ်ပေးမယ်ပြီးလို့ရှိလို့ရှိရင် Hana ကို bugs တွေနည်းသမျှနည်းနိုင်အောင် stable ဖြစ်အောင်လုပ်ပေးမယ်လို့ပြောပါတယ်အဲ့တော့အရင်နှစ်တည်နှစ်တည်နှစ်တည်အကုန်လုံးကပြီးတော့ဟို iOS 7စတင်လာတော့မှဆိုလို့ရှိရင်ပထမအဦးဆုံး UI ပြောင်းသွားတဲ့အကြောင်းမလို့ပြဿနာတွေ ပေါင်တောင်6000အများကြီးပါပဲအဲ့ဒီပြဿနာတွေကိုတို့ကဒီနှစ်မှာအနည်းနိုင်ဆုံးနည်းအောင်တို့လုပ်ပေးမယ်အကြီးက focus ကပေါ့နော် feature တွေထပ်ထည့်တယ်ဆိုပေမဲ့လည်းအဲ့ feature တွေအကုန်လုံးတုံးလို့ရအောင်လုပ်ပေးမယ်လို့ပြောပါတယ်ဒါကတော့ဆက်ပြီးတော့စောင့်ကြည့်ရမယ်အဲ့ဒါကြောင့်မလို့ Thomas ကတေးချလေး warning ပေးတာပါအရန်ကိုစမ်းတုံးကျင်တာတော့သဘောပေါက်တယ်နားလဲတယ်တို့ပေမဲ့ကို သုံးနေတဲ့ application တွေအလုံးအတွက်သုံးနေတဲ့ application တွေဒါမျိုးတွေကိုထိခိုက်နိုင်မှုတွေရှိပါတယ်။အဲအကြောင်းမို့လို့နည်းနည်းလေးစောင့်ပြီးတော့မှတွန်းစီချင်ပါတယ်။ day 1မှာမလုပ်ပင်တဲ့ Tumex လို့ reviewer တွေကနေပြီးတော့ recommend ပေးတာပြီးလို့ရှိရင်6 6ရက်တပတ်နှစ်ပတ်လောက်စောင့်ပြီးတော့ public beta ထွက်တဲ့အထိစောင့်တာအဲဒါမျိုးလေးတွေလုပ်ပေးစီချင်ပါတယ်။အဲ့ဒါမှလည်းဒီ software ရဲ့ပုံစံအကုန်လုံးသိမှဖြစ်ပါတယ်။ချက်ချင်းမနေ့ပြန်ညာထွက်ပြီးအဲ့ဒါမျိုးချင်းချင်းညမအိပ်ပဲနဲ့ဒေါင်းလုဒ်တွေဆွဲပြီးတော့နောက်နေ့မနေ့လည်းကြာလေကြာအောင် ဟိုဖုန်းကဖွင့်လို့မရတာတို့ဟို application တုံးလို့မရဒီ application ကထွက်သွားဒါမျိုးတွေအကုန်လုံးဖြစ်လာလို့ရှိလို့ရှိရင်ဟိုရှင်းရတဲ့ပြဿနာတွေတော်တော်လေးများပါတယ်အဲ့ဒါကြောင့်မလို့ချက်ချင်း download မဆွဲဘဲနဲ့ခဏလေးတိခန့်ကြပါလို့ Thomas ကတော့ပြောချင်ပါတယ်ပြီးတော့ Apple Watch မှာလည်းပထမအဦးဆုံးအနေနဲ့ Apple Intelligence ရမှာဖြစ်ပါတယ်။ Apple Watch က RAM ကနည်းတယ်ဟုတ်တယ်။ device run လို့မရအောင်ပေါ့နော်။အဲဒါကြောင့်မလို့။ဒါပေမဲ့ Apple Intelligence ရအောင်လို့ power by Apple Intelligence ဆိုပြီးတော့သူကဒီ Wi-Fi ကိုတုံးပြီးတော့ cloud service ကနေပြီးတော့ Apple intelligence feature တွေကိုရအောင်လုပ်ပြီးမှဖြစ်ပါတယ်။ဒါကတော့ watch မှာတော်တော်လေးကိုလိုအပ်ပါတယ်။ on device တော့မရအောင်အဲ့တော့နည်းနည်းလေးတော့နှေးမယ်သို့ပေမဲ့ Apple intelligence ရတယ်ဆိုရတဲ့အတွက်ဒါမလို့တော်တော်လေးကိုအဆင်ပြေမှဖြစ်ပါတယ်။ဒီ watch OS design တစ်ခုလုံးနဲ့ဒါ glass ပုံစံအတိုင်းဆက်ပြီးတော့ပြောင်းလဲသွားမှာဖြစ်ပါတယ်။အဲ့တော့ iPad OS မှာဆိုလို့ရှိရင် ို့ပြီးတော့ multitasking နေပို့ပြီးတော့ရမယ်လို့ပြောပါတယ် iPad ကိုဒါ Mac မှာလိုမျိုး window management နဲ့ multitasking နေရမယ်လို့ပြောတယ်အာပြီးလို့ရှိရင် magic keyboard တွန်းလိုက်တဲ့အချိန်ကြာလို့ရှိရင် menu bar တွေပေါ်လာတာမျိုး Mac မှာလိုမျိုးပေါ့နော် menu bar တွေပေါ်လာတာမျိုးပို့ပြီးတော့ multitasking feature အသစ်တွေရမယ်လို့ပြောပါတယ်ဒါကတော့ဆက်ပြီးတော့စောင့်ကြည့်ရမှာပေါ့နော် Apple and Pencil ကိုတုံးတဲ့တွေဆိုလို့ရှိရင်လည်းဒါ Arabic ရေးလို့ဆိုလို့ရှိလို့ရှင် Arabic မှာလေးရေးဆက်ရေးတဲ့ဟာမျိုးတွေဆိုလို့ရှင်ပို့ပြီးတော့လွယ်ကူသွားအောင်အဲ့ဒီ function တွေလည်းထည့်ပေးထားမယ်လို့ပြောပါတယ် AirPods မှာလည်းတော်တော်လေးကို feature ကောင်းကောင်းနေလာမယ်လို့သိရပါတယ်အဲ့တော့ AirPods မှာ AirPods Pro မှာပေါ့နော် AirPods Pro အ2မှာပဲရမယ်လို့ထင်ပါတယ်ဒါမှမဟုတ် AirPods 4လည်းရနိုင်ပါတယ် AirPods 4ဒါမှမဟုတ် AirPods Pro 2တွေမှာဆိုလို့ရှိရင်ဒါတချင်းသားထောင်ရင်လည်းအိပ်ပျော်သွားတာမျိုးရှိတတ်ပါတယ်အဲ့တော့အိပ်ပျော်သွားလို့ရှိရင်အလိုလျောက်ဒီ AirPods ကတိပြီးတော့ ီ battery မကောင်အောင်လို့တချင်းနေပါလေလာနေလေဆိုလို့ရှိရင်ရက်ပေးမယ်ရုပ်ရှင်နေပါလေလာနေလားဆိုလို့ရှိရင်ဒီ AirPods ကမလာတော့ဘယ်နဲ့ရက်လိုက်မယ်ပေါ့နော်အဲ့လိုမျိုး feature တွေလာမယ်ပြီးလို့ရှိလို့ရှိရင်ဓာတ်ပုံရိုက်ဖို့အတွက်ဒီ AirPods ကစတမ်လေးကိုဖိပြီးတော့ timer အနေနဲ့ဓာတ်ပုံရိုက်လို့ရမယ်ပြီးလို့ရှိလို့ရှိရင်ပို့ပြီးတော့ အသံနေပို့ပြီးတော့ကြီးကြီးလေးလေးကြားအောင် mic တွေကို advancements တွေပို့ပြီးတော့လုပ်ပေးထားမယ်ပြီးလို့ရှိရင် iPad တစ်လုံးနဲ့ကနေပြီးတော့ AirPods တွေအများကြီးနဲ့ join လုပ်နိုင်ပြီးတော့ဒါကျောင်းမှာစာတင်တာတော့ပါလို့ဆိုလို့ရှိလို့ရှင်ပို့ပြီးတော့အဆင်ပြေသွားမယ်ပေါ့နော်ဘာလို့ဆိုတော့တစ်လုံးနဲ့ကနေပြီးတော့ဟိုဒီ AirPods ကြီးအကုန်လုံးတစ်ပြိုင်တည်း join လို့ရမယ် feature တွေဒါမျိုးတွေ set ပြီးတော့လာဖို့ရှိပါတယ်ပြီးလို့ရှင်လို့ရှင်စကားပြောနေတဲ့အချိန်မှာဓာတ်ရိုက်ဘာသာပြန်ပြီးတဲ့ ဒီ auto translation features တွေကိုလည်း AirPods တွေမှာထည့်ပေးသွားဖို့ရှိရဲ့လို့သိရပါတယ် macOS နဲ့ပတ်သက်ပြီးပြောရမယ်ဆိုလို့ရှင်တော့ macOS ကနာမည်က Lake Tahoe ကိုအခြေခံပြီးတော့ macOS Tahoe ဖြစ်ပါတယ် macOS 26ကနာမည်က macOS Tahoe ဖြစ်ပါတယ်ဒါကတော့ macOS နဲ့ပတ်သက်ပြီးတော့တကယ် Apple ကိုတကယ်ချစ်မြတ်နေရလို့ဆိုလို့ရှိရင်မြင်မှာဖြစ်ပါတယ်။ Apple ကနှစ်တိုင်းနှစ်တိုင်းနာမည်လေးတွေဒါ ့မှဲ့လေးရှိပါတယ်သူတို့ရဲ့ crack marketing team က California မှာရှိတဲ့နာမည်တွေကိုလိုက်ပြီးရှာလေးရှိပါတယ်အာပထမဦးဆုံးကြီးကြီးမားမားဒီဇိုင်းပြောင်းတော့က Yosemite တုန်းကလည်းဒါပထမဦးဆုံး California နာမည်နဲ့စတယ်ပြီးလို့ရှိလို့ရှိရင် Big Sur တုန်းကလည်း ထင်ကရနံပါတ်တွေကိုတုံးနေရှိရပေါ့နော်အရင်နှစ်ကတော့ macOS Sequoia ဖြစ်ပါတယ်ဒီနှစ်ကတော့ macOS Tahoe ဖြစ်ပါတယ်ဒီ macOS Tahoe မှာဆိုလို့ရှိရင် UI elements တွေအကုန်လုံးက glass sensor panoramic sensor ပုံစံတွေတွေ့ရမှာဖြစ်တယ်အာပို့ပြီးတော့ကောင်းတဲ့ advancement တွေလာမယ်လို့သိရပါတယ်ဒါပေမဲ့ ဒီစတာ macOS နဲ့ပတ်သက်ပြီးတော့ leak အရင်မင်းဖြစ်တဲ့အတွက်ကြောင့်မလို့ဒါ macOS နဲ့ပတ်သက်လို့ရှိလို့ရှိရင်အမြင်နဲ့စိတ်လှုပ်ရှားစရာတွေပေါ်လာတတ်ပါတယ်ဒီနှစ်ကဒီဇိုင်းတေချာပြောင်းမှာဆိုတော့ပို့ပြီးတော့စိတ်လှုပ်ရှားမှုတွေနဲ့စောင့်ကြည့်ရမှာဖြစ်ပါတယ်အဲ့တော့ vision OS နဲ့ပတ်သက်ပြီးဆက်ပြီးပြောရမယ်ဆိုလို့ရှိရင်လည်း vision OS D26 မှာကြီးကြီးမားမား advancements တွေတွေ့ရမယ်လို့ပဲသိကြပါတယ်ဘာတွေထပ်ပြီးတော့ပါလာမလဲဆိုတော့ မသိရပါဘူးအဲ့တော့ဆက်ပြီးတော့စောင့်ကြည့်ရမှာဖြစ်ပါတယ် TVOS နဲ့ပတ်သက်ပြီးဆိုရင်လည်းတတော်လေးကိုအာတည်ကြီးမမပေါ့နော်ပြောင်းလဲမှုတွေတွေ့ရမယ်လို့ပဲသိရပါတယ်အဲ့တော့အဲ့လိုမျိုးမသိရတာတွေကို Human Store ပို့ပြီးတော့သဘောကျပါဟိုးရင်တော့ Apple Event နေဟာတွေဆိုလို့ရှိရင်ဘာမှ ကြိုပြီးတော့မသိရအဲ့တော့ users တွေကစောင့်ကြည့်ပြီးတော့ wow 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 ဆိုအဲ့လိုမျိုးတွေဖြစ်တာကိုခံစားရပါတယ်အခုနောက်ပိုင်းကျတော့ leaks တွေကအရင်များလာတဲ့ကြောင့်မလို့အခုပဲတော်တော်များများကြီးသိနေရပြီပေါ့နော်အရင်နှစ်ကဆိုလို့ရှိရင် Apple Intelligence ရဲ့နာမည်ကိုဒါ event မစခင်မှာသိလိုက်ရတယ်အခုဆိုလို့ရှိရင်လည်းဒါတော်တော်များများပါမဲ့ feature တွေပြီးလို့ရှိရင် iOS 26လို့ခေါ်မယ်ဆိုတဲ့ဟာတွေပါသိနေရပြီဒီ event မှာ Two Max ရဲ့ suit down ကတော့ဒီဟာတွေအကုန်လုံးကို Apple handle လုပ်နိုင်ပါစေပေါ့နော် OS တွေအကုန်လုံးပြောင်းမယ်နှစ်ဖြစ်ပါတယ်အရင်အရေးကြီးပါတယ်အဲ့တော့ Apple အမှားလုပ်လို့မရပါဘူးအရင်နှစ်ကလည်း Apple Intelligence ကအဆက်ကွဲပြီးပါပြီဒီနှစ်မှာလည်းဒီဟာတွေကိုတကယ်ပဲ Apple လုပ်နိုင်ပါစေအောင်မြင်ပါစေလို့ Thomas ကဆုတောင်းပါတယ်ဘာဖြစ်လို့ဆိုတော့အောင်မြင်မှလည်း user တွေကအဆင်ပြေမှာပါအခုဟာက Apple Intelligence ကိုထုတ်လိုက်ပြီမြတ်တော်လေးကိုအဆက်ကွဲစရာတွေအဆက်ရစရာတွေများနေတဲ့အတွက်ကြောင့်မလို့ဒါကိုအဖက်ဆယ်ဖို့အတွက် အခု UI ပြောင်းလဲမှုနဲ့အတူ Apple ပြန်ပြီးတော့ come back လုပ်ဖို့လိုပါတယ်။သူတို့ကိုသူတို့ပြန်ပြီးတော့ကယ်တင်ရမှာပေါ့နော်။အဲ့တော့ဒီဟာတွေအကုန်လုံးကို Apple ကတကယ် um လုံနိုင်မယ်အတေချချာလေး presentation ကောင်းကောင်းနဲ့အဲဒီလူတွေအကုန်လုံးကိုစိတ်နှစ်သက်မဲ့ feature တွေလည်းပါလာမယ်။တော်လေးကို box skin skin နဲ့လာမယ် solution တော့ဒီ event ဒီ OS update တွေကတကယ်ကို incremental fundamental upgrades တွေဖြစ်မှာဖြစ်ပါတယ်အဲ့တော့ဒီ event မှာ hardware ကြီးညာမှုမရှိပါဘူး software တွေကိုပဲတေချာ focus လုပ်တော့မှာဖြစ်ပါတယ်အဲ့တော့ software ဝယ်တေချာ focus လုပ်တဲ့ event ဖြစ်တဲ့အကြောင်းမျိုးတော်တော်လေးကိုစိတ်ဝင်စားစရာကောင်းမယ်အဲ့တော့မနေ့ဖြန်ညမြန်မာစံတော်ချိန်7နာရီခွဲမှာ apple.com က apple youtube ကရောပြီးလို့ရှိရင် apple tv ကရောဒီ apple event wwdc 2025ကို streaming လုပ်မှာဖြစ်ပါတယ်မြန်မာစံတော်ချိန် ည7:00နာရီဂျွန်လ9ရက်နေ့တနင်္လာနေ့မနက်ဖြန်ည7:00နာရီခွဲမှာ Thomas တို့နဲ့အတူတူကြည့်ရမှာဖြစ်ပါတယ် Thomas ကတော့အလုပ်လုပ်နေမှာဖြစ်တဲ့ကြောင့်မလို့အလုပ်ထရနေပဲတက်နေတဲ့လောက် post လေးတင်ပေးတော့မှာဖြစ်ပါတယ်ကြားလုံး have a nice day take care and see you back goodbye